လက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုအဆုံးသတ်နိုင်ရေးနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းကြဖို့ကံလန်ထားပြီးဖြစ်လို့ရွေးကောက်ပွဲအောင်မြင်ရေးပြည်ထောင်စုဘွားတိုင်းရင်းသားတွေပူးပေါင်းဖို့စစ်ကောင်းဆောင်ကပြောပါလေ။ဧပြီ18ရက်နေ့မှာကြာရောက်တဲ့မြန်မာနှစ်သက်ကိုနှုတ်ဆက်စကားအဖြစ်အနာသိစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်ဝင်းကသူတို့ထိန်းချုပ်ထားတဲ့ဝါရဖြန့်သတင်းစာတွေနဲ့နိုင်ငံပိုင်ရုပ်တံတွေကတင်ဆက်အသိပေးလာတာပါ။နိုင်ငံတော်မှာစစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတိဆောက်ရေးကိုစစ်ကောင်စီအနေနဲ့ရည်မှန်းထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ချင်းမျိုးသားတက် OCNF ပြောခွင့်ရစလိုင်းထန်နီကစစ်အုပ်စုရဲ့နိုင်ငံရေးကမ်းလှမ်းချက်ဟာပြည်သူကစန့်ကျင်နေတဲ့2008ဖွဲ့စည်းပုံအောက်ကလွတ်တာဖြစ်လို့လက်တွေ့မဆန်တယ်လို့ဖြစ်နိုင်မှာမဟုတ်ဘူးလို့တန်လွင်တိုင်းကိုပြောပါတယ်။အမှန်ဆိုရင်သူ့ရဲ့နိုင်ငံကြီးဖိတ်ခေါ်ကမ်းလှမ်းချက်ကပြည်သူကစန့်ကျင်နေတဲ့2008ဖွဲ့စည်းပုံအောက်ကနဲ့လွတ်နေတဲ့ကမ်းလှမ်းမှုဖြစ်နေတယ်။ တကယ်လို့သူသားစေတနာအမှန်ရှိတယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော်တို့ရဲ့တိုင်းသားလက်နဲ့ဂိုင်ကြီးရဲ့ရည်တည်ချက်နိုင်ငံရဲ့တောင်းဆိုချက်တွေကိုသူကလေးစားမှဖြစ်တယ်ဘယ်လိုပဲပြောပြောသူကတစ်ဖက်တည်းနဲ့သူ့ဟာသူရေးဆွဲပြီးတော့ကန်းဆန်းနေတာမျိုးကလည်းဘယ်လိုမှလက်တွေ့မဆံဘူးဖြစ်လက်ဖြစ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်အပြောနဲ့အလုပ်ပြီးတော့သူရဲ့တန်းပြေပေါ်ထားရှိတဲ့စေတနာဆိုတော့လုံးဝဟတ်ဆောင်မှမရှိဘူးပေါ့နော် စစ်ကောင်းဆောင်ကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်မှုလိုအပ်တာကြောင့်စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းနေပြီးနိုင်ငံပြည်ထနာကိုနိုင်ငံင်းနဲ့သာဖြည့်ရှင်းကြဖို့ကံလန်းထားပြီးဖြစ်တယ်လို့ဆိုပါတယ်ဒီအပေါ်ပြည်ထောင်စုဘွားတိုင်းသားညီကိုတွေဖြစ်ကြတဲ့အတွက်ပြည်ထောင်စုစိတ်သက်ကိုရင်ဝယ်ပိုက်ပြီးပူပေါင်းပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်းယုံကြည်ကြောင်းစစ်ကောင်းဆောင်ကပြောကြားခဲ့တာပါမော်ပြည်တဲ့ပါတီ AD ပြောခွင့်ရနိုင်ကောင်းစကားကနိုင်ငံပြည်ထနာကိုနိုင်ငံင်းနဲ့ဖြည့်ရှင်းဖို့အားလုံးကလက်ခံထားပြီးမယ်စစ်အုပ်စုကိုအနိုင်တိုက်နိုင်မှသာ နိုင်ငံရေးနဲ့ဖြည့်ရှင်းလို့ရနိုင်မယ်လို့တန်လွင်တိုင်းကိုပြောပါတယ်ဒီစစ်ကောင်စီနဲ့ဒီစစ်အုပ်စုနဲ့တော်ပြီးတော့ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်တော့ဖြစ်ဘယ်လို့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးခင်ဗျာဒါကိုကျွန်တော်တို့တခုပဲလှုပ်ဆောင်ဖို့ရှိတာကဒီကျွန်တော်တို့စီးရဲအရအနိုင်တိုက်နိုင်မှတာလင်အော်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းရဖြေရှင်းဖို့ဆိုတဲ့အခြေအနေထိရောက်နိုင်မယ်လို့ကျွန်တော်ကအဲ့လိုမြင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖြတ်တန်းခိုင်းရတဲ့အတွေ့အကြုံရ ဘယ်လိုမှလဲစင်ပြေခဲ့တာမရှိဘူးမရှိသည့်အပြင်သူတို့မထင်ရင်မထင်သလိုအခုလိုမျိုးပေါ့နော်ဟိုအာနာကောက်တိန်လိုက်ဘီဒူလူတုတွေကိုအငင်းစဲလိုက်နဲ့ဒီစစ်အာနာရှင်စနစ်တက်ဆိုးရှည်ဖို့အတွက်ကိုပဲဥတည်နေတယ်ဒါကြောင့်မလို့ဘယ်လိုမှလဲအစင်ပြေမှာမဟုတ်ဘူးပေါ့နော်သူတို့သူတို့နဲ့နှင်းနှိုင်းဆံရွက်မှုတွေကတိုင်းသားအလုံးမှာစေအုပ်စုကလွဲရင်ပြည်တော်စုစိတ်တဲ့အပြေအဝရှိတာကြောင့်စေအုပ်စုသာမရှိရင် တိုင်းသားတွေကိုနီကိုဟန်နဲ့ပြည်ရင်းပဋိပက္ခကိုတရားမျှတမှုရှိစွာဖြည့်ရှင်းနိုင်မယ်လို့သူမြင်ကိုဆက်ပြောပါရည်။စကောင်းဆောင်ကတော့ပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအမြန်ဆုံးအကောင့်ထည့်ဖော်ပြီးနိုင်ဖို့လာမယ့်ဒီဇင်ဘာအတွင်းမှာအထွေထွေရေကောက်ပွဲကျင်းပပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့ဆိုပါရည်။ဒါပြင်ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လူလားတဲ့ဆိုရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအောင်အောင်မြင်မြင်ပြီးမြောက်နိုင်ရေးမိဘပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်းမြစ်တာရက်ခံနေတာပါ။ ကေမျိုးသားစီအောင် KNU ပြောခွင့်ရပရိုဆော့တော်နီကလည်းစစ်ကောင်းဆောင်ရဲ့အပြောနဲ့အလုပ်ဆက်ကမပြတ်ကြွားချနေတဲ့အပေါ်လူလူတွေရဲ့စိတ်ထဲယုံကြည်မှုပျောက်သွားပြီလို့မှတ်ချက်ပြုပါတယ်။ကောင်းဆောင်ရဲ့အပြောနဲ့အလုပ်ကအချိန်တိုင်းဆက်ကမပြတ်ကွာချနေတဲ့အပေါ်မှာအလုံးကယုံကြည်မှုကပျောက်သွားပါပြီအဲ့တော့အဲ့ရောက်တော့သူဘာပဲပြောတော့ဘလို့မှဖြစ်နေတော့ဆိုတော့လူလူတွေရဲ့စိတ်ထဲမှာဟိုတံမိုးနှက်ထားတယ်လို့ကြည့်ဆွဲသွားပါပြီအဲ့ရောက် သူလောက်ခဲ့တဲ့အရာမှန်တယ်ဗျာသူပေးဆရတော့မယ့်အချိန်လဲရောက်လို့ပဲယူဆမိပါတယ်ဗျာဧပြီလ22ရက်နေ့အထိအပြည့်ခက်ရက်စဲထားတဲ့စစ်ကောင်စီတပ်ဟာဧပြီလ18ရက်နေ့မှာတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာရှိတဲ့ကျေးရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားထိခိုက်ဒိဆုံးမှုတွေရှိခဲ့တာပါတစ်ဖက်မှာနိုင်ငံရေးထွက်ပေါက်ဖြစ်စစ်ကောင်စီအတုံးချမဲ့ရွေးကောက်ပွဲကို အခုနှစ်ဒီဇင်ဘာတတိယပတ်ကနေလာမယ့်နှစ်ဇန်နဝါရီဒုတိယပတ်ထိတစ်လအတွင်းကျင်းပလို့ရတဲ့မြို့နယ်တွေမှာပြီးစီးဖို့ရထားတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်ငလင်ဘေးတဲ့အစိုးရရုံးဌာနတွေပြန်လည်တိဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းတွေပြန်လည်တိဆောက်ရေးတို့ကိုအာတုံခွန်ဆိုင်ဆောင်ရွက်သွားမယ်လို့စကောင်းဆောင်ကဆိုပါတယ်။နိုင်ကောင်းစကားကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာထောင်ချောက်ဖြစ်လို့ပြည်သူလူထုနဲ့တိုင်းသားတွေအားလုံးနှီးမျိုးစုံနဲ့ဟန်တားနိုင်ဖို့လိုတယ်လို့ပြောပါတယ်။အားလုံးလည်းသိပါတယ်ဒါဟာသူတို့ရဲ့ဟိုထောင်ချောက်ပေါ့နော် ဒါကိုကျွန်တော်တို့ကတွားပြီးတော့မှဒီဖြူဒူလူဒူအားလုံးပေါ့နော်ကျွန်တော်တို့ဟိုတိုင်းရင်းသားတွေအပါအဝင်ဒီသူတို့ရဲ့ရေကောက်ပွဲကိုတွားပြီးတော့မှအားပေးအားမြောက်တွက်လို့ရင်တော့ဒီစနစ်ဇိုးကြီးကဟိုပို့ပြီးတော့မှတက်ဆိုးရှေဖို့ပဲရှိတော့တယ်ခင်ဗျာအော်ဘယ်လိုမှလေးကျွန်တော်တို့ဒီယုံထွက်နိုင်မယ်မဟုတ်ဘူးပေါ့ဟိုဒါကြောင့်မလို့ကျွန်တော်တို့ကနီးမျိုးစုံနဲ့ဟတ်တားနိုင်ဖို့လိုတယ်လို့အော်ကျွန်တော်ပြောချင်ပါတယ် အာဏာသိမ်းလေးနှစ်ကျော်အတွင်းပေါ်ပေါက်လာတဲ့ဆက်နာရှင်စနစ်အမြင့်ပြည့်ရေးတိုက်ပွဲတွေမှာစစ်ကောင်စီထိန်းချုပ်နေမြေတဲကမြို့ပေါင်း90ကျော်ကိုလက်နက်ကင်တော်လိုင်းအင်အားစုတွေကသိမ်းပိုက်ထိန်းချုပ်ထားတာပါမြို့သားညီညွတ်ရေးဆိုရ NUG ရဲ့ယာယီတမနာဒူဝါလက်ရှိလာကလည်းစစ်တပ်အနေနဲ့တမိုင်းတလျှောက်အကြီးမားဆုံးဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရပြီးနိုင်ငံတော်ဝင်စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့အနေမြေလေးပုံတစ်ပုံတော့မရှိတော့ဘူးလို့နှစ်တက်ကူမိန်ကုန်းမှာပြောဆိုသွားပါတယ်ဒါအပြင်2025ခုနှစ်ဟာပြည်သူလူထုအတွက် တော်လိုင်းအပိသက်အပွဲအလင်းရောင်ကိုယူဆောင်သွားနိုင်မယ်နှစ်ဖြစ်ဖို့တော်လိုင်းအားစုတွေအားလုံးစတဲ့တဘိုးစူးစမ်းဖို့တိုက်တွန်းထားပါတယ်။